ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာနောင်ယိုးစစ်တဲ့ဧတာထားတဲ့အယူသူတော်ပါဝင်တဲ့သင်္ခါရတကားပေါက်ဇာတ်လမ်းဆက်သိမ်းပိုင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုမစခင် channel လေးကို subscribe နေပြီးကြပါအောင်ရှင်။ subscribe နေပြီးသားပြီဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ပါရမရှင်။ကုညုံမတော်ပါဖြစ်တာလေ။ခင်တင့်ငါအိမ်မက်မက်တာ။ အိမ်မက်ထဲမှာအကိုကြီးကလာပြောတယ်။ဟင်းဘာရီပြောတော့ဟလဲ။တမီးလေးတဘာဝလုံးတကားတခုတွေဝင်ရောက်မိသွားတာတဲ့။အဲ့ဒါကြောင့်ဒီတိုင်းလိုက်ရှာနေရတဲ့တကားကိုရှာဖွေနိုင်သူဖွင့်နိုင်သူကိုအကူအညီတောင်းပြီးရှာပါတဲ့။ပြီးတော့ဒီလိုဖြစ်မှရီကြုံမြင်ပြီလို့မင်းတို့အိမ်မက်ပေးပြီးနေရာပြောင်းစီချင်တာလို့ပြောတယ်။ကျုပ်စကားဆုံးကျုပ်မင်းမခင်တဲ့ငိုပါလေရော။ကျုပ်တို့ကိုအကူကြီးကပြောနေတာကြာပြီလေ။အခုတော့ ဟိဟိအကိုကြီးရဲ့သမီးလေးကိုကုညီကဲတင်ပေးပါအောင်နော်ခင်တေးကငိုတော့သမီးလက်ကပါထငိုတယ်ညနေကြီးမှာသူတို့ငိုတန်းကစီကနေထွက်လာတာပေါ့ခင်တေးအကိုကြီးကပြောတယ်သူမတက်နိုင်ဘူးတဲ့ကုညီနိုင်သူရှာပါတဲ့မနေ့ပြန်တော့ငါအဲ့သူကိုလိုက်ရှာမှထင်းနေမြင်မြန်ရှာပါတော့ကျုံတော့တနေ့မနေ့ကျတော့အိမ်ကနေဆရာရှာဖို့ထွက်လာခဲ့တယ်ပထမမျိုးရဲကဆရာတယောက်ကိုပင့်ခဲ့လိုက်တယ် အဲ့ဒီဆရာကအိမ်ထဲခြံကိုစစ်ဆေးပြီးကြည့်ရှုပေးတယ်။နေ့တစ်ပတ်ကြိုးသွားပေမဲ့အချိန်နည်းကမထူးလာပါဘူး။ကုညုံမောင်ကျုပ်စိတ်မကောင်းပါဘူးဗျာ။ကျုပ်ပညာပျောကားလောက်ပဲကုသနိုင်တာဗျ။ခမားပြောသလိုမျိုးအဖြစ်မျိုးဆိုရင်တော့ကျုပ်တကယ်မတတ်နိုင်ဘူးဗျာအဲ့ဒီဆရာပြန်သွားပါတယ်သူ့ဆရာဆိုရဲတခြားဆရာကြီးတယောက်ကိုချိတ်ဆက်ပေးခဲ့တယ်ဒါပေမဲ့လည်းဒီဆရာကြီးလည်းရှေ့နေတူတူပဲရေရားတဲ့အဖြစ်ကိုရှာမရခဲ့ပါဘူးဒီနေ့ဆိုသမီးလေးပျောက်ချင်မလားပျောက်သွားခဲ့တာ၃ရက်မြောက်ပဲ ကျုပ်လည်းဆရာထက်ရှာပေမဲ့သူတော်ချင်းသတင်းလွဲ့လွဲ့ဆိုတော့ညိုရဲကပဲဆရာကိုမှကျုပ်ထပ်ပင့်လို့မရခဲ့အောင်ကျုပ်စိတ်ပြပြနဲ့မြို့ပြင်ကိုထွက်ခဲ့မိတယ်။မြို့ပြင်ရောက်တော့ညနေဆောင်ပြီ။မြို့ပြင်ကကိုနံဝင်စူတောင်းမြင့်စီလေးကိုခတ်ဝဲဝဲကလှမ်းပြီးဖူးမြင်မိတာမို့အေးကိုသွားကျင်စိတ်ကတားမြလာအောင်ဖြစ်လာတယ်။ကျုပ်ချီလန်းတွေကကျုပ်ကိုယ်တိုင်သတိမထားမိနိုင်သေးခင်ဈေးကလေးစီကိုဥတီနေမိတယ်ဈေးကလေးစီကိုရောက်တော့ကျုပ်ဥခိုက်ကြော့မိတယ် ကျုပ်ရှင်ထဲမှာတမိလေးအတွက်စိုးရင်ပူပန်မှုတွေကပြင်းပြလွန်းနေရမို့စူတောင်းတွေအထက်ထက်ပြုတ်မိနေရပါပဲအမေငှက်စိမ့်လေးလာခဲ့လာခဲ့ငါသူတော်လေးစီမှာအချိုခဲလာစောင်းကျုပ်အနောက်ပါးကထွက်လာတဲ့အတန်အတန်စီမှာမမြင်နိုင်တဲ့စွမ်းအားတစ်ခုပါနေသလိုကျုပ်ခန်းစားမိရတယ်ကျုပ်လှဲကြည့်မိလိုက်တော့ကျုပ်အနောက်ပါမလန့်မကမှာပက်လက်လန့်အိတ်နေတဲ့သူတို့တယောက် ူရွရဲ့မျက်နှာအပေါ်ဘက်မှာတော့အစိမ်းရောင်အဝါရောင်အမဲရောင်စတဲ့အငှက်ကလေးတွေကဝေဝဲနေမြင်ကွင်းကကြုတ်တွက်တော့စိတ်ဝင်စားစရာကောင်းလို့နေရဲ့ဗျာဒါနဲ့အမတ်တမဲကိုပဲငေးကြည့်နေမိတာသူယူကအငှက်ကလေးတွေကိုတိုးလိုက်ထိလိုက်စကားတွေပြောလိုက်နေရှိနေတခါတခါသူ့ကိုယ်သူလည်းနှက်သားလေးလိုပြောနေအောင်ကြုတ်ကြမိပါတယ်အစားကတော့ကြုတ်စိတ်ထဲဒီငှက်ကလေးတွေကိုသူ့မွေးထားတယ်ပဲထင်မိတာမဟုတ်ပါဘူးငှက်ကလေးတွေကနဘေးသစ်ပင်တွေစီကနေဆင်းသက်လာကြတာပါ ကျုပ်ကြည့်နေတော့မှပဲထက်ထက်ပြီးစဉ်လာလိုက်ကြတာများသူယူနာမှာအရွယ်ဆုံးအယောင်ဆုံးငတ်တွေတုတ်တမကြီးဖြစ်လာပါတယ်ငတ်တွေအကြမှာသူယူကပျော်ရွှင်နေပုံပါပဲအချိန်တော်လေးကြာတော့ကဲငါသူတော်နဲ့သားလေးစီမှာအလုပ်ပေါ်လာပြီးနင်တို့အားလုံးသွားကြတော့သူယူကငတ်ကလေးတွေကိုပြောလိုက်တာအဟောစီရပါပဲငတ်တုတ်တမကြီးကသူယူစကားကိုတူတူမသိနားထောင်မီအရှိုးရှိုးပြန်ထွက်ကုန်ကြတယ်ဟူး သူကလက်အိတ်နေရာကနေထားထိုင်ပြီးသူ့နှပေကိုကြည့်လိုက်တယ်။ဘသူမှမရှိပေမဲ့သူ့သူ့ကိုကြည့်ရတာတော့တရရောက်နဲ့စကားပြောနေပုံပဲ။ဒါပေမဲ့လေသူကသူ့ယူတယောက်ဆိုတာကိုသူ့သတိရမိရမို့ဒီအတွက်မအံ့ဩမနေတော့ပါဘူး။သူ့သူ့ယူစီကအာယုံကိုခွာလိုက်ပါတယ်။ပြီးတော့ကိုနဝင်းစေကလေးစီကိုပြန်လှည့်ပြီးဥခိုက်ကရောမီပြန်ကအရှင်မယာထူဆန်းစွာနဲ့ပျောက်ဆုံးသွားခဲ့တဲ့တပည့်တော်ရဲ့သမီးငယ်ဖုတ်တပူသမီးမရွှေကြီးလေးဟာမြန်မကြပြန်လေလို့ရှာဖွေတွေ့ပြရစီဖျား။ ဖခင်တယောက်ရဲ့မေတ္တာတရားကိုသစ္စာပြုပြီးတောင်းဆုပြုပါရယ်ဖေ။လောကပါလာနတ်များကလည်းဒီစုတောင်းလေးပေါ်ဆောင်မပေးပါစီ။ပြည့်စေပြည့်စေ။ဟင်းအနီးကထွက်လာတဲ့အတန်ကြောင့်ကြုံလန်းချန်သွားမိရဲ့။ချိန်ပြီးတော့ခုနကသူယူရဲ့။ကြုံနာမှာဘယ်စိန်နဲ့ရောက်နေမှမသိဘူး။မျက်နာကပြုံးဖြစ်ဖြစ်နေကြုပ်ကိုကြည့်နေ။ခမ၊ခမရဘယ်တော့မှရောက်နေရလဲ။အခုလေးရင်မဲရောက်တာ။ဘာလို့ပို့လဲ။အိုးအမောင်လူသားရဲ့ နေခုနာပြုတဲ့ဆူတောင်းကြောင့်ရာဇအရှင်ဘိုးဝယ်တေဇာအာနာဆက်ရှင် နတ်တို့တနင်းတကြားမင်းရဲ့တင်ဒီမြင်မှညက်ကြောက်ပြာဟာမာရီကျောင်းနှင်းလာတာကြောင့်ငါသူတော်နှသားလေးကိုကူညီပါဟဲ့လို့အမိတ်စီလာပါတယ်လေဒါကြောင့်ငါသူတော်နှသားလေးရောက်ရှိလာတာသူယူစကားကကြုတ်ကိုမျက်စီလဲသွားစီရင်ဒါတင်မကသေးဘူးမောင်လူသားရဲ့ခုနာလေးတွင်ငါသူတော်လေးကိုစမ်းတာလို့နမည်တွင်နဲ့ နန်လောကသားတယောက်ကလည်းနနဲ့ပတ်သက်ပြီးတော့ကုညီပေးပါလို့လာပြောသွားခဲ့တယ်။ဟင်းချမ်းသာဆိုတာကကျုပ်အကိုကြီးလေကျုပ်အလွန်မဲ့အာအသင်သွားရတယ်။ချက်ချင်းကိုပဲစိတ်ထဲမှာလဲသူယူဟာနည်းနည်းရရလို့မဟုတ်ဘူးဆိုတာကျုပ်သတိထားမိသွားရတယ်။ညီရှက်ဝိစာတို့ဘာလို့ဆိုတာသူယူလိုမျိုးလေနေတတ်ကြရလို့ကျုပ်သိထားဘူးတယ်။ခန်ခမားကတာမန်လူတော့မဟုတ်ဘူး။ခမားဘသူလဲဝိစာလားဘာဘာကြီးလဲ ကျုပ်စကားဆုံးသူယူကတီဟီနဲ့ရှိလိုက်တယ်ပြီးတော့မတက်ထရပြီးလက်ကိုခါစီဟန်ပပထောက်လိုက်လို့ငါသူတော်ကအိစာတရနှစ်သားလေးပါလေအေးသူဘာပြောမှမသိတတ်တော့ဘူးသူယူကအခုနောက်ကလှဲ့အိတ်နေရာစီမှာကျန်ရစ်တဲ့သူ့လွယ်ကြီးကိုတွားယူပြီးလွှဲလိုက်တယ်ပြီးတော့ကျုပ်စီကိုပြောင်းလာခဲ့ပြီးကဲမောင်လူသားငါသူတို့တို့တွားကြစို့ဘယ်ဟုတ်တွားရမှာလဲသင်ကဘာရတကားစီကိုတွားရမှာလဲ အဲ့ဒီတကားကလည်းနင့်ရဲ့ဘူတဘူးသမီးလေးကိုသွားပြန်ခွာမယ်လေဘူတကြာပြောတယ်တကားဖွေချိန်နဲ့ကလေးကစော်ပြဲပြဲမိတဲ့အချိန်တိုက်ဆိုင်ပြီးအထဲကိုရောက်သွားရတယ်လို့ပြောတယ်ကဲသွားကြစို့သူကပြောပြီးထွက်သွားတယ်ကျုံမာတော့တကယ်တော့ကြောင်းအန်းဖြစ်ပြီးချိန်ရခဲ့ရတာပေါ့ပြီးတော့မှသတိရပြီးအတင်းပြေးလိုက်ရတော့တာပါပဲကျုပ်အိမ်ထဲကိုဝင်လိုက်ရတယ်ဆိုရင်မင်းသူကအိမ်နောက်ဘက်ကိုတန်းပြီးသွားတယ်ကျုပ်လည်းသူယူနောက်ကိုမလိုက်ခင် အိမ်မောကကျုပ်မိမနဲ့တာသမီတွေကိုတမင်းငယ်အတွက်ဆရာခေါ်လာပြီးမြ мян ဆင်းခဲ့ကြဖို့ပြောလိုက်ပါတယ်။ဆရာခေါ်လာတဲ့အတန်ကြားရလို့လားတော့မသိဘူး။တမင်းငယ်ပေါ်စိတ်စောကပ်ပြီးအိမ်ဟာလည်းလဲနေတဲ့ကျုပ်မိမလည်းထူထောင်ပြီးဆင်းလာတယ်။ကျုပ်တို့ကိစ္စကိုအားလုံးကစိတ်ဝင်စားနေကြတာမို့သတင်းကြားရလူတွေလည်းချက်ချင်းရောက်လာကြတယ်။ကျုပ်တို့အိမ်နောက်ဘက်ကိုရောက်တော့သူယူကခြံထဲကနေရာတွေဟိုးတီတီရှောက်သွားပြီးကြည့်နေတယ်။ နောက်တော့သားကြီးပြောပြတဲ့တမီးငယ်လေးပျောက်သွားတယ်ဆိုတဲ့ကွက်လက်နှစ်အောင်ပြန်ရောက်လာပြီးမြေပြင်ကိုစူးစက်ဆိုင်ကြည့်နေပြန်တယ်။ပြီးလဲပြီးတော့သူ့လွယ်ကြီးတဲ့အနေခက်စိမ့်စိမ့်ဝါးချောင်းလေးကိုထုတ်ယူပြီးအဲ့ဒီနေရာပတ်လဲကိုဆယ်ပြီလောက်ကျဲမဲ့စီဝိုင်းတစ်ခုဝိုင်းလိုက်ပါတယ်။စီဝိုင်းဝိုင်းချိန်မှာလဲပါဇက်ကတွွတ်တွွတ်ရွှွနေအောင်ကျုပ်တတိထားမိလိုက်တယ်။အချိန်ကမောင်ရီဝိုးတစ်ပါးဖြစ်နေပြီ။အားလုံးဒီနေရာနဲ့ခက်ဝဲဝဲမှနေကြနော်။ငါသူတော်လေးပျောက်သွားခဲ့ရင်လဲစိတ်မပူနဲ့။စီဝိုင်းအနားကိုလဲကတ်မလာခဲကြနဲ့။ သူယူကကျုပ်တို့ကိုပြောတာမို့အနောက်ကိုဆုံမိကြရတယ်။သူယူကစီးဝိုင်းနဲ့ရက်နေပြီးသူ့ရဲ့ထဲကကျုပ်စိတ်ထင်တော့အင်းချက်တစ်ခုထင်ပါရဲ့။ခက်သေးသည့်ခက်ပြပြအရာတစ်ခုကိုထုတ်ပြီးမြေပြင်ကိုပြစ်ပေါက်ချလိုက်တယ်။မြေပြင်စီကမိခိုးလုံးကြီးတစ်ခုဝုန်းကနေလိုက်တက်လာပြီးသူယူကိုဖုံးလန်းသွားတယ်။ညင်ခွဲပြန်ရှင်းလို့ကြည့်မိတော့စီးဝိုင်းထဲမှာသူယူကိုမတွေ့ရတော့ဘူး။ဒါပေမဲ့သူယူကစီးနှောင်းကိုကတ်မလာဖို့ပြောထားတာဆိုတော့ကျုပ်တို့လည်းနေနေကြတိုင်းနေစောက်ကြည့်နေမိကြတယ် အချိန်ကြီးကနိုင်ဘွားလောက်ကြာလာခဲ့ပြီသူယူကတော့အခုချိန်ကြီးပြတ်ပေါ်မလာသေးဘူးကျုပ်တို့တယောက်မျက်နှာတယောက်ကြည့်မိကြတယ်ကုညုံမောင်ဆရာကောသမီးလေးရောအခုထိပြတ်ပေါ်မလာသေးပါလားတော့ခင်တင်းကငိုပြန်ပြီလေကျမကြီးကမကောင်းဖြစ်နေတော့ကျုပ်မှသူ့ကိုဖေးခုပေးထားရတယ်နည်းနည်းတော့ထပ်ဆောင်ကြည့်ပါအောင်ခင်တင်းရဲ့ဒီဆရာကအချားဆရာကြီးလို့မဟုတ်ဘူးဆိုတာမင်းမြင်မဲမို့ဆရာကိုယုံကြည်ပေးလိုက်ပါဟာကျုပ်ခင်တင်းကိုနှစ်သိပ်ပြောပြောလိုက်မိရဲ့ ကျုပ်စိတ်ထဲမှာလည်းသူရူးစရာကိုယုံကြည်စိတ်တွေပြင်းပြပြဖြစ်နေမိရဲ့လေနောက်တော့ကျုပ်တို့အားလုံးအတန်အောင်မပြုတ်မိလောက်တဲ့အထိသူရူးစရာပျောက်သွားတဲ့နေရာကိုစူးစိုက်ကြည့်နေမိကြတယ်မမေဟင်းကျုံနားထဲမှာကြားလိုက်မိတဲ့သမီးလေးရဲ့အတန်ကိုကိုညုံမောင်တော်တော်ကြားမိလားခင်တင်းကအလှလှခက်ခက်မေးလာတယ်ကြည့်နေကြသူတွေလည်းသမီးလေးရဲ့အတန်ကြောင့်လှုပ်ရစူပတ်ကုန်ကြတယ်စိတ်ထင်တာမဟုတ်ဘူးတကယ်ကြားရတာဖေဖေဟာ အတန်ကကျုပ်တို့အားလုံးရဲ့အနောက်ကနေထပ်ပြီးထွက်လာတယ်။ဒီတစ်ခါကျုပ်ကိုခေါ်တာပါ။ကုညိုဒီမှာခမည်းသမီးကဒီမှာလူဟုတ်အနောက်ဘက်ကအတန်ကျုပ်လည်းလူဟုတ်ထဲကနေအတွန်းတိုးထွက်သွားလိုက်မိတယ်။ဟာသမီးလေးကျုပ်တို့အားလုံးရဲ့အနောက်မှာသမီးလေးကမတ်တက်ရက်နေကျုပ်လည်းဝမ်းသာအားရနဲ့သမီးလေးကိုအပြေးပွေးချီလိုက်မိတာပေါ့။အဖြစ်ပြက်ကတော့ဒါပါပဲဗျာ။သူရူးစရာကတော့အိမ်ညက်နေစီးဝိုင်းထက်ကနေပျောက်သွားပြီးရဒီနေ့တိပြန်မမလာတော့ဘူး တမီးလေးကိုမေးကြည့်တော့မောင်နှမတွေကစားနေကြရင်ကတကားပေါက်ကြီးတစ်ခုတည်းကိုတိုးဝင်ပြီးသွားပြီးပန်းတွေအများကြီးရှိရဲ့ပန်းကင်းကြီးတစ်ခုတည်းကိုရှောက်သွားရတယ်တဲ့ပန်းတွေကြားထဲမှာလက်ပြာတွေကလည်းအများကြီးပဲလေအကိုရိအမရိလိုက်လာမယ်ထင်လို့တမီးလေးကစောင့်နေရင်လက်ပြာလေးတွေနဲ့ထိုင်ဆော့နေပြီးတော့သူတော်ဆိုတဲ့ဦးဦးကရောက်လာပြီးအိမ်ပြန်ပို့ပေးမယ်ပြောလို့အိမ်ရှိတီလိုက်ပို့ပေးရလို့ပြောပြတယ်တမီးလေးပြောပုံအရတော့အဲ့ဒီမှာခဏလေးပဲနေရသေးတယ်တဲ့ အဲ့ဒီထဲနဲ့အပြင်နဲ့ကအချိန်ကာလကောဟနေရဖြစ်မင်းကျုပ်ကသမီးကိုလာခေါ်တဲ့ဦးကဘလို့ပုံစံလဲလို့မေးပြီးတော့သမီးလေးကမိမိဖျားစာရွရင်ဝတ်ထားတဲ့အညိုရောင်ဝတ်ကိုဝတ်ပြီးတိတ်ကိုချောတာပဲလို့ပြောတယ်ဒီအဖြေစကားကြောင့်ကျုပ်တို့အားလုံးပါဇက်အောင်သာဖြစ်ကြရတယ်ဘာလို့လဲဆိုတော့ခမရတို့အတိပဲလीကျုပ်တို့စီကနေသမီးလေးကိုပြန်ခေါ်ပေးမယ်ဆိုပြီးစီးဝိုင်းထဲမှာပျောက်သွားခဲ့တာက သူယူစရာ အခုသမီးလေးကပြောတော့ကြ သူ့ကိုလာခေါ်တော့ယောဂီဝင်းနဲ့တိတ်ချော်တဲ့ဦးသူတော်တဲ့သူယူဆရာကလည်းသူတော်တမီးလေးပြောတာကလည်းသူတော်နမဲကတော့တူနေတယ်။ဒါပေမဲ့လူကကြကွဲလွဲနေရဒါကဘလို့ကြောင့်လဲအသေးချာမသိတောင်။ဒါပေမဲ့ဖြစ်နိုင်တာကတော့သူယူဆရာကတမီးလေးလမ်းမှာဆိုလို့အသွင်ပြောင်းလိုက်လိုက်တာပဲဖြစ်မယ်ထင်တယ်။ဘလို့ပဲဖြစ်ဖြစ်ပြသူယူဆရာကြောင့်ထူးထူးဆန်းဆန်းဖြစ်ပြတဲ့ဂျပန်နီနီပြောက်သွားခဲ့ရတဲ့အကျုပ်သမီးလေးကိုတော့ပြန်ပြီးတွေ့ခဲ့ရပါပြီ။ အရှိမပြောက်သွားတယ်ဆိုတဲ့ကလေးတွေကတော့အခုသမီးလေးလိုပဲပြောက်သွားတာလားသူရူးဆရာကပဲကဲတင်ပေးခဲ့တာလားဆိုတာကတော့ကြုတ်တကယ်မပြောတတ်ဘူးအခုကတော့ဒီဖြစ်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 ခဲ့တာတစ်နှစ်ပြည့်ခဲ့ပါပြီဒီကြားထဲမှာတော့ကျုပ်ရဲ့အကိုကြီးချမ်းသာအတွက်ကိုလည်းစွန့်သွအလိုတကူထပ်လုပ်ပေးဖြစ်ပြီးအမြတမ်းပေးဝေဖြစ်လိုက်ပါသေးတယ်။တကယ်လို့အများဒီဖြစ်ပျက်ကြောင့်ခမည်းသူစိတ်ဝင်စားမိပြီးကျုပ်အိမ်ကိုလာကြည့်မယ်ဆိုရင်တော့သူဦးစရာစီဝိုင်းထားခဲ့တဲ့နေရာစီမှာကျုပ်ကရန်ပေးထားတဲ့ ရာဇမက်ကွက်ဖြူဖြူလေးတွေနဲ့ကျုပ်ကိုယ်တိုင်စိုက်တူထားတဲ့သင်္ခါပါရတကားနေအောင်မဝင်ရဆိုတဲ့စိုက်မှုလေးကိုအခန့်သာမြင်ကြရပါလိမ့်မယ်။ပရိသတ်များရှင်နောက်တစ်နေ့ဒီလိုအချိန်မှာဆက်လက်ပြီးဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုလိုက်ပါတယ်ရှင်။စာရေးဆရာနှညိုးစစ်တက်ကိုလည်းအထူးပြုကျေးဇူးတင်ရှိပါရရှင်။တာဟာတော့ညချမ်းလေးကိုပိုင်ဆိုင်နေကြပါစေရှင်။